2025ယူ20ကမ္ဘာဖလားပြိုင်ပွဲရဲ့ဆီမီဖိုင်နယ်အဆင့်ကိုအာဂျင်တီးနားပြင်သစ်ကိုလံဘီယာနဲ့မော်ရိုကိုတို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒီပြိုင်ပွဲကိုချီလီနိုင်ငံမှာကျင်းပနေတာဖြစ်ပြီးအော်တိုဝါ17ရက်နဲ့22ရက်ကရှင်ပြိုင်ခဲ့တဲ့ကွာတာဖိုင်နယ်ပွဲစဉ်တွေမှာကိုလံဘီယာကစပိန်ကို3-2ဂိုး အာဂျင်တီးနားကမက္ဆီကိုကို2ဂိုးကိုမရှိမော်ရိုကိုကအမေရိကန်ကို3ဂိုးတကိုးပြင်သစ်ကနော်ဝေကို2ဂိုးတကိုးနဲ့အနိုင်ရပြီးဆီမီဖိုင်နယ်တက်ရောက်ခဲ့ကြတာပါဆီမီဖိုင်နယ်အဆင့်မှာမော်ရိုကိုနဲ့ပြင်သစ်အာဂျင်တီးနားနဲ့ကိုလံဘီယာတို့ရင်ဆိုင်ရမှာဖြစ်ပြီးအော်တိုဝါ15ရက်မှာရှင်ပြိုင်ရမှာပါဒီလေးသင်းထဲမှာအာဂျင်တီးနားကချန်ပီယံစု6တိမ်ရရှိထားတဲ့ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းဖြစ်ပြီးပြင်သစ်ကလည်းတစ်ကြိမ်ဘူဆွဲထားပေမဲ့ ်ကိုလံဘီယာနဲ့မော်ရိုကိုတို့ကတော့အမြင့်ဆုံးဆီမီဖိုင်နယ်အဆင့်ပဲရောက်ရှိခဲ့မှုပါတယ်ဆီမီဖိုင်နယ်အဆင့်အထိရာနှုန်းပြည့်နိုင်ပွဲနဲ့တန်လှမ်းလာခဲ့တဲ့အာဂျင်တီးနားအသင်းကဘိုးဆွဲဖို့ရေပန်းအစားဆုံးဖြစ်နေပြီးဘိုးလူပွဲကိုအောက်တိုဘာ19ရက်မှာကျင်းပမှာပါ